။မစ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တင်ဆက်ပေးမယ့်ဆလံလီကတော့စာရေးသူမူတောက်ရေးသားထားတဲ့ပါရမီရှင် ပထမအောင်နိုင်နဲ့တိုင်နန်ရှင်ကိုကတင်ချင်းဆိုတဲ့ဆလံလီပဲဖြစ်ပါတယ်။စာရေးသူကိုလည်းထူးကျေးဇူးတင်ပါတယ်ရှင်။မစ်ဆွေများခန်းစားနာဆင်ပေးကြပါအောင်ရှင်။ ဒီလိုနဲ့ဝေယခနဲ့ကျောက်တို့နှစ်ယောက်ထွက်လာခဲ့ကြတယ်။တဖြည်းဖြည်းရွာထဲတောင်တော်တော်လှမ်းဝေးလာပြီ။လမ်းမှာဝေယခပြောတယ်။မမေရအဖိုးမြင်တာနဲ့မမေတယ်။ဘယ်ဆိုးလို့တော့။မမေတာပေါ့။ဒါပေမဲ့အဖိုးကအိမ်မက်ထဲမှာအသက်60လောက်ရှိတယ်။အခုပြစ်မှာကြတော့40လောက်ပဲရှိတယ်။ထူးဆန်းတယ်နော်။ဒီလိုဆိုတော့အဖိုးကပြောတယ် မထူးဆမအောင်ကွယ်အဖိုးအားလိုချင်တဲ့ပုံစံဖန်ဆင်းလို့ရပါတယ်။ကဲကူအဖိုးတို့ဒီတော်လောင်းကိုဖြတ်သွားရမယ်လမ်းလျှောက်ပြီ။ဒါနဲ့ကျွတ်တို့နှစ်ယောက်တောတဲ့တောင်တွေကိုကြော်ဖြတ်လာခဲ့ကြတယ်။လမ်းမှာစမ်းကြောင်းတွေကလည်းရမ်းလှတယ်။တခါမှဒီလောက်ထိလှပတာမတွေ့ဘူး။ကြားတဲ့စင်တွေလည်းတွေ့တယ်။ကျွတ်တို့တွေ့တော့နေရကုတ်အမိထောက်ပြီးတော့ပြေးကြတယ်။ဒါနဲ့ကျုပ် အဖို့လှမ်းပေးတယ်အဖို့ကြားလူသားစားတယ်မဟုတ်လားစားတယ်လေဒါဆိုခုနသားတို့မြင်တော့လူသားစားတဲ့ကြားရေးစင်တွေကဘာလို့ထွက်ပြေးတာလဲอืมဒီလိုညီလေးရဲ့ရှာမှာအနီးဆက်ပါတယ်လေအဲ့ဒီရှာအနီးဆက်ကြောက်ပေါ့တကယ်တော့ညီလေးလိုမျိုးခြာနေဆက်ပါတယ်သူကမတထောင်မှာတယောက်ဖွားခဲ့တယ် ခြာနေဆက်ပါတဲ့လူတွေကမိစ္ဆာတွေမကောင်းဆိုးရွတွေတတော်ဝါတွေကိုအမေ့ပေးရင်ပေးတယ်လို့ဖြစ်တယ်။ငါ့တားလေးဒေါသထွက်လို့အဟောက်လို့ရှင်တစ်ဖက်လူကတေလောက်အောင်ကြောက်ရတယ်။အဲ့လောက်ထိစွန့်နေပေါ့လေ။စွန့်တာပေါ့။ပြီးတော့ညီလေးကိုဘယက်တဲ့တင်မိထားတဲ့အင်းတွေစမားတွေအလုံးကအစင်းမြင့်ပညာတွေဘယက်တဲ့ပညာစက္ကန့်တူကညီလေးပဲ။ အခုဆိုရင်မြည်လေလဲပညာတော်တော်ဆုံးနေပြီဆိုတော့ဆရာတစုဖြစ်နေပြီလို့ဆိုရမယ်။တပတ်တပတ်မွေးမဲ့ဆိုရင်တော့တနာကျင်နာတတဲ့သူ လူသူတွေကိုကတင်မဲ့သူဆရာတောင်းခနိုင်သူကိုရွေးပြီးတော့မွေးကြလား။ဟုတ်ကဲ့ဖိုး။ဒါပေမဲ့အဖိုးအားသာတောက်ပညာဆုံးတက်နေပြီလို့သာပြောတယ်။ဒါဘယ်နေရာမှာဘလို့တော့ရမလဲဆိုတာကိုလည်းခုထိမသိဘူး။မတော့တတ်သေးဘူး။ အချိန်တရင်တော့မြည်လေးပညာတွေကိုသူ့နေရာနဲ့သူအတုံးချတတ်လာမှာပေါ့ဒီလိုနဲ့ကျုံနဲ့ဖိုးနှစ်ယောက်သာတော်နေထဲကိုတဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်။ရွာနဲ့ထွက်လာတာဒီနေ့နဲ့ဆိုရင်တော့တပတ်ရှိပြီ။အဖေတို့မိတို့တော့စက်ပုတ်နေတော့မှာပဲ။ဒီလိုမျိုးကြုံတွေးဆရှိတယ်။မပူပါနဲ့မြည်လေး။ဟင်အဖေကဘယ်လိုလုပ်ပြီးတော့တားစိတ်သိနာလဲ။ ဒါတွေကမထူးဆန်းပါဘူးကွယ်အခုမကြခင်ဟိုးချစ်မှာညရိုချီကိုရောက်တော့မယ်ဟုတ်လားဖိုးตาဟိုးရောက်လို့ရှင်ဘာတွေလုပ်ရမှာလဲဟိုးရောက်ရင်သိရမှာပေါ့ညီလေးမတွေ့ဘူးသေးတဲ့ထူးဆန်းတာတွေကို အဖိုးလိုက်ပြပေးမယ်အလုပ်တွေပြီးခဲ့လို့ရှင်လဲညီလေးကိုအဖိုးပတ်နဲ့ပစ္စည်းတကူအဖိုးလက်ဆောင်ပေးခဲ့မယ်ကျုပ်တို့ တွားရင်လိုက်ရင်စကားတပြက်ပြော့နဲ့တနေ့ပြီတနေ့တောတွေကျော်တောင်တွေဖြစ်ပြီးခီးဆက်လိုက်ကြရတယ်။လမ်းမှာမြင်သမျှတွေ့သမျှအရာတွေအလုံးအကျုပ်တွေထူးဆန်းဖြစ်နေတယ်။ကဲအဖိုးတို့ရောက်ပြီးခိုးမှတွေ့လားမြို့ဝင်ရိုးကြီး။ဟာလှလိုက်တာဖိုးရဲ့ဒီလိုမြို့ရိုးတွေတခါမှမတွေ့ဘူးဘူး။အေးပါကွမြို့ထယ်ရောက်ရင်တိတ္ထထူးဆန်းတာတွေအများကြီးတွေ့ရအောင်မှာ။ ကဲအခုညီလေးလှုပ်ဆိုက်ရတော့မယ်အဖေကတော့လိုက်လို့မရဘူးညီလေးပဲမြို့ထဲကိုတန်းဝင်သွားအဖေကတော့တရားနေပြီးတော့စောင့်နေမယ်ကြလားဟုတ်ကဲ့ဖူဒါဆိုတားဝင်သွားမယ်အေးတတိထာပြီးတော့ဝင် နေအောင်တကုမှမယ်ဟုတ်ဖူပြောပါဒီလိုမြို့ထဲဝင်တာနဲ့အထဲမှာစွညံတန်တွေကြားနေရမယ်မကြောက်နဲ့ သူတို့ကမေးလိုက်မယ်ဘသူလဲဘယ်ရလဲအတိတ်ခါကြာရင်မြင်လျာသူတို့ပြောလိုက်တချို့ရခါလှုပ်လိုက်တဲ့မအောင်နိုင်ဘာလို့ဖြေလိုက်ကြံတာတွေတားလို့ရမယ့်ဟာတွေကိုတော့သူတို့ပဲဆက်မိလိုက်သူတို့ကအလုံးပြပြလိုက်မယ်သွားသွားအချိန်ကြပြီဒီလိုနဲ့ကျုပ်မြို့ဝင်ရတကားပေါ့ကိုလျှောက်လာတယ်ရေတကွန်တွေစစ်စစ်နေတယ်ရေတွေရတကားပေါ့ပေါ်မှာအရှမ်းလှတယ်မသိရင်လက်ပြတကားပေါ့ကိုလျှောက်နေလာအောင်မရတယ် ညကြိုတကားပေါက်တွန်းပွင့်လိုက်တော့မနဲ့တွန်းပွင့်ယူရတယ်။အထက်ရောက်တော့ကျုပ်ပစက်ဟောင်းသားဖြစ်မိတယ်။စိတ်လန်းစုပြီးတရားလှပါချူမွားဆိုတာဒီနေရာမျိုးပြောတာဖြစ်မယ်။ကျုပ်လည်းဟိုတီလိုက်ကြည့်ရင်နဲ့သွားရင်လှရင်စွညံတန်တွေကြားရတယ်။ညီစံတွေအော်တန်တွေစုံပဲမကြောက်တတဲ့ကျုပ်တော်မှကြောက်လာတယ်။ဘာမှတော့မဖြစ်တော့ပါဘူးလေဆိုပြီးတော့စိတ်ကိုပြန်တင်းထားတယ်။ ကြောက်ခတ်တည်းနဲ့စိတ်ထဲတွေးမရောက်ပြောချတယ်။ဟဲ့ငါဆရာအောင်နိုင်ရောက်လာပြီ။အတင်တို့အကူညီဖို့အတင်တို့ထွက်လာကြလော။အထက်ဆရာများမိတ်ငါဆရာအောင်နိုင်မိတ်အာနာကူချက်ချင်းရောက်စီ။အထက်ဆရာများအမိတ်ငါဆရာအောင်နိုင်အမိတ်အကူချက်ချင်းရောက်စီ။ဒီလိုမိတ်တန်တဲ့တူအကောင်မျိုးစုံဟုန်ခနဲ့ရောက်လာတယ်။မင်းဘသူလဲတို့ခေါ်တာ ဘာကိစ္စလဲပေါ်လာတဲ့ကောင်ကြီးတွေကအသက်နှိမ့်နဲ့ကြောက်ဝိုင်းမိကြတယ်။ရုပ်ကြီးတွေကလည်းကြောက်စရာကြီးတွေအဆွဲကြီးတွေလက်သေးတွေဆိုတာလည်းချေပဲ။အေးငါခေါ်ရတဲ့ကြောင်ရင်ကချက်ခါဆိုတဲ့ဖိုးကငါ့ကိုဒီနေရာကိုလာပြီးတော့မင်းတို့ကိုညီခိုင်းလို့ငါလာခဲ့တာပဲ။ဩဒါဆိုမင်းကတို့အကဲမဲ့ဆရာလေးပေါ်ဟုတ်လား။ဟုတ်တယ်ခမရတို့မြို့အကြောင်းကိုတော့ ဖို့ရခါကျုပ်ကိုအလုံးပြပြထားပြီးပြီခင်ဗျားတို့တော့ကျုပ်စိတ်မကောင်းဟုတ်ပါတယ်ဆရာလေးရဲ့တို့တို့ဘွားတနာစရာတွေပါကုညီပါဆရာလေးထွက်ခါအလုံးငွေရောတောင်းပန်ပြီးတော့မူလာရှုပ်ကိုပြရတယ်အေးလေးအဖိုးကလည်းကုညီတောင်းထားတာဆိုတော့ကျုပ်ကုညီမှာပေါ့ပြောပါကုညီရမလဲဘယ်နေရာမှာပါဖြစ်လဲ ပါမလားဆရာလေးရေဟိုတိုက်ဆရာအာနာဆက်အရင်ပြင်းထန်တာဆရာလေးတခုခုပြစ်မအောင်စိုးရိမ်မိတယ်။အိုးခမရတော်ကကျုပ်မယုံကြဘူးလား။ကောင်းပြီဟိုမှာတွေ့လားမျက်ခင်စစိမ့်တွေ။တွေ့ပါတယ်ဆရာလေး။အေးကြည့်ထား။ဟဲ့ငါထက်ဆရာအောင်နေအမိတ်မျက်ခင်စိမ့်တွေမီးလောင်ပြတိဖြစ်စေ။ချက်ရှင်မဲနှုတ်ခေါခေါမှာ မျက်ချောက်ကိုမီးလောင်တယ်လို့မျိုးမီးတွေအားလုံးထလောင်ကုန်တယ်။သူတို့တွေအားလုံးအံ့ဩသွားကြတယ်။ဘလို့လဲရှုံမီလားဖက်ကြည့်ချင်သေးလား။ရှုံပါပြီဆရာလေးရှုံပါပြီ။ဒါဆိုကောင်းပြီ။ဟဲ့မူလားပြန်စီ။ခုနမီးဟုံတောက်လောက်နေတော့မျက်ခင်ပြန်ချက်ချင်းအကောင်းပက္ကတိပြန်ဖြစ်သွားတယ်။ကဲခမရတို့ဖြစ်ရှင်တော်ပြော။ ကျုံ့မချိန်မရှိဘူးဒီလိုပါဆရာလေးဟောနာမျက်ရည်ဝါနေတဲ့နေရဟောရင်တစ်ချိန်ဟာတိုက်ဆရာဒေဝါဆိုတဲ့သူစီချခဲ့တဲ့နေရပါအဲ့ဒီစီကိုဆရာလေးဖျက်ပေးပါအဲ့ဒီစီနာကိုရောက်နိုင်တာဆိုလို့လူသားတွေပဲရှိတယ်ကျတော်တွေသွားလို့မရအောင်ချက်သွားတာနဲ့စကြဝဠာပြင်ဘက်ကိုပန်းပန်းပြတ်ထွက်ပြီးတော့ရင်းစင်ကုန်ပါပါဒါကြောင့်မို့အဲ့ဒီစီကိုဖျက်ပေးပါဆရာလေးဒါပဲလား ဟုတ်ပါတယ်။ဒါလေးမြန်တခြားဆရာတွေခေါ်ပြီးတော့ဖြက်ခိုင်းရင်ပြီးနေတဲ့ဟာဝင်။ဒါကတော့ကျုပ်တို့ကိုအုပ်ချုပ်တဲ့တက်ချုပ်ကသာတိဆုံမှာ သူစီစဉ်နာပါဆရာလေး။ကောင်းပြီလေ။ဒါဆိုအခုပဲကျုပ်သွားပြီးတော့စီဖြစ်မယ်။ကြောက်ရောက်သွားတော့ဟုတ်တယ်ပြုအောင်ချင်းမြင်ဆွေးတွေလည်းရှိနေသေးတယ်ပနတ်တွေလည်းရှိနေသေးတယ်ဒါနဲ့ပဲကျုပ်အမိတ်တမ်းပြန်တယ် ငါဆရာအောင်နိုင်မိတ်အနာပြန်တယ်ဒီနေရာကိုတယောက်နေတဲ့ဆုံဆက်ကိုဝိဆက်အောက်လန်းဆက်မှန်သမျှအလုံးပြက်စီစီမံသမျှပြက်စီငါဆရာအမိတ်ကြုံမိတ်ပြက်မိတာနဲ့ခုနတိုက်ဆရာစီချထားတဲ့နေရာနှွမ်းချောင်းနေတဲ့မျက်ခင်လေးတွေစိတ်လန်းစွပြလာတယ်ကြုတ်လဲတားထားတဲ့အောင်ချင်မြင်ကျိုးအဆွေးတွေပနတ်ဆွေးတွေအလုံးယူပြီးတော့မိချိုးလိုက်တယ်ထွက်ကအလုံးအပြည့်ရှင်ကြတယ် ကဲခမရတို့ဖြစ်ချင်တာတွေလည်းလုပ်ပြီးပြီဆိုတော့ကြုတ်ပြန်တော့မယ်နေနေပေါင်းဆရာလေးရဲ့ကျေးဇူးတင်တဲ့အနေနဲ့ကျေးဇူးဆက်ပြစေမလိုပါဘူးဗျာအဓိကခမရတို့တွေပဲကိုကိုကိုဂယုဆိုင်ကြနောင်ပွေမဲ့ဒီမြစ်တရားမြတ်စွာဘုရားအတွက်ခမရတို့တောင်းဝင်ယူဆောက်ချောက်နေရတဲ့ပြည့်စည်တွေကိုလှုံ့ချွန်စွာထိမ့်သိမ်းဆောက်ချောက်ကဲကြုတ်သွားမယ်ကျောက်သူတို့ဆရာနေပြန်ထွက်လာပြီးတကားပေါက်နောက်ရောက်တော့ နေပါအောင်ဆရာလေးခဏလောက်နေပါဦးထွားခါကြောက်ပြန်လဲကြည့်တယ်ဆင်ဖြူစီထားတဲ့ယောက်ျားတယောက်ဟာကြောက်စီုပ်လာနေတယ်သူ့ဘေးမှာလည်းဆင်တွေမြင်းတွေနဲ့အများကြီးပဲကြောက်နောက်ရောက်တော့သူကဆင်ဖြူပေါ်ကဆင်ပြီဆရာလေးအခုလိုကျုပ်တို့လာကူညီပေးတာကျေးဇူးတင်ပါတယ်အခုမှပဲကျုပ်တို့ဖွားချင်တဲ့နေရာသွားလို့ရတော့တယ်ကျေးဇူးတင်တဲ့အနေနဲ့ကျုပ်လူ့ဘဝတော်ဝင်ချထားတဲ့တော်ဝမ်းမှန်ဆွဲဂွင်းပိတ်လေးကိုလက်ဆောင်ဖြစ်နေပေးခြင်းပါတယ် အခုချိန်မှာကြွအတွက်ဒါတွေကသုံးမဝင်တော့ဆရာလေးကိုကျေးဇူးတုတ်ပြတဲ့အနေနဲ့လက်ဆောင်ပေးပါတယ်ဆရာလေးလက်ခံပါကျေးဇူးတင်ပါတယ်ကျုပ်ဒီပစ္စည်းနဲ့အများကောင်းကျိုးအတွက်အထုံးပြုပါမယ်လို့ဂရုပေးပါတယ်ကဲဒါဆိုရင်လည်းကျုပ်သွားတော့မယ်အပြစ်မှာဖိုးဆောင်နေပြီကောင်းပါပြီလန်ခရီးဖျက်ဖြူပါစေဆရာလေးကျေးဇူးပါပဲလက်ပြပြီးတော့ကျုပ်ထွက်လာခဲ့တယ် တကားပေါက်နာရောက်လို့နောက်ပြန်လှည့်ကြည့်တော့သူတို့မရှိတော့ဘူး။ဘာပဲဖြစ်ဖြစ်အခုလိုမျိုးကုညီပေးတဲ့အတွက်သူတို့ဘာကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်တစ်ခုပေးတယ်။ကျောက်အတွက်တော့အမှတ်တရဖြစ်ခဲ့တာပေါ့။ကျုပ်လည်းမြို့တကားကြီးပြင်ကိုထွက်လာတယ်။အပြင်ရောက်တော့အဖိုးကအဆင်ပြေခဲ့လားကွယ်။ဟုတ်ကဲ့အလုံးအဆင်ပြေခဲ့တယ်။အေးပေါ့ကွယ်နုမဆုပ်ဖို့မှာသူတို့ကြည့်ပြီးစိတ်မချမ်းမသာဖြစ်ရတယ်။ အခုမှပဲစိတ်ချမ်းသာရတော့တယ်။ခုလိုစဆုံကူညီပေးခဲ့တဲ့မြင်းလေးကိုအဖိုးကျေးဇူးတင်ပါတယ်။ရှားပါတယ်ဖိုးရဲ့။ကူညီထိုက်လို့ကူညီတာပဲ။ဒါနဲ့သူ့တို့တာကိုဝမ်းမဆက်တခုပေးလိုက်တယ်။ဒီမှာလေးဖိုးသူတို့ဟာကျေးဇူးတင်လို့ကျေးဇူးဆက်တာပါတဲ့။အေးပါကွယ်။ညီလေးနဲ့ထိုက်လို့ရတာပဲတိမ်ထဖို့အမှတ်တရဖြစ်တယ်။ကဲညီလေး ဖို့ပြထားတဲ့ကတိတိုင်ညီလေးကို အဖို့တံပိုးထားတဲ့လက်ဆောင်တစ်ခုပေးမယ်။ပါလက်ဆောင်များလဲ။ကျော့ဒါတော့အဖို့တို့တံပိုးထားကြတဲ့ချင်းဆက်ရာကူပြောက်ဒုတ်ဒါတနက်စိန်ပြောင်းပြီးပော့ပါတွက်လက်လက်ထိတ်ကျူပြီးကြံစီတမြအောင်နိုင်ရတဲ့ပရမညာဆင့်စီထားတဲ့လက်စွပ်ပေါ့။ငမကြီးဒီလက်စွပ်ကိုတထမကတံပိုးထားအဖို့ကတော့မဆောင်ချင်တော့ဘူး။ ်လက်မြည်လေးတထမကဆော့ချောက်ပါလို့လဲပို့မှချင်းနေစိတ်ချပါတားတနဲ့လဲပြီးတော့ဆော့ချောက်ပါမယ်လို့ဂရိပေးတယ်ကဲပြန်ရမယ့်ချိန်ကြပြီလာအဖိုးပြန်လိုက်ပို့မယ်သွားချစို့အတော်တော်ကကြတဲ့လောက်အပြန်ကြတော့မြန်တယ်လို့ပဲအဖက်လောက်နဲ့ရွာထည့်ရွှေလျှောက်လာတယ်မြည်လေးအဖိုးမလိုက်တော့ရော့တရိတ်ထဲမှာ ဆက်တာကြောက်တွေပါတယ်။အိမ်ရောက်ရင်အဖေနဲ့မေကိုပြေးလိုက်။အဖိုးပြန်တော့မယ်။ကမကောင်ရင်တော့တို့မီဖို့ပြန်ဆောင်ကြတာပေါ့ကွယ်။ကဲကဲအဖိုးသွားမယ်။အဖိုးကလည်းရွာရောက်တော့အိမ်ကိုလဲပါအောင်လား။နေပါစီကွယ်။အဖိုးရွာထဲကိုဝင်မကြတော့ဘူး။ဘာဖြစ်လို့လဲအဖိုးရဲ့။အင်းအခါတိုင်းဖိုးရွာထဲကိုဝင်လာနိုင်တယ်ဆိုတာ အဖိုးရဲ့လက်စွပ်ကြောက်လေ။အဖိုးရဲ့ဒါဖြစ်လဲ။ ရပါတယ်ကွယ်ရပါတယ်အဖိုးတော်တော့မယ်ဖိုးစင်မှာပဲဖိုးကကြုတ်ချရရှုတရပြက်ွယ်ခဲ့တယ်အင်းလေး तू ကဘလူးဆိုတော့လူသားတွေနဲ့ပဲအဆက်ပါမလဲထားပါတော့လေကမကုံရင်တော့ပြန်ဆောင်ကြတာပေါ့ဖိုးရဲ့အဖိုးပေးတဲ့လက်စွပ်လေးကိုအတထမကတမိုးထားပါမယ်ဆိုတာကိုစိတ်ချပါကြုတ်လေအဖိုးပေးခဲ့တဲ့စက်တာကြောင့်အိတ်ကျူထမ်းပြီး လေးကန်သောခြေလမ်းတွေနဲ့အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့အဖေနဲ့မေကတော့စိတ်ပုတ်နေချတာပေါ့။အဖေနဲ့မေตาပြန်လာပြီပြု။ဟေးငါ့ตาကြီးပြန်လာပြီ။ဟုတ်တယ်ဖေအမေရောရှိတယ်အိမ်ပေါ်မှာမိမရေဒီမှာမင်းသားပြန်လာပြီဟေး။ဟင်းဟုတ်လားလာပါပြီတော့ตาလေးရဲ့အမေတို့ဖြစ်စိတ်ပုတ်လိုက်ရတာ။သွားတာလဲကြာပြီပဲတလနေပါပဲ။ ဘလို့ချလို့ချမှမသိဘူးစိတ်ပူမနေပါနဲ့တာပြလာတက်ပါတယ်ဒီမှာစက်တာကြောက်တွေလည်းအများကြီးပါတယ်အဖေနဲ့အမေတို့အမေတို့ကတောက်စိတ်ပူလို့ရွာရဲလက်တွေစုပြီးတော့တောထဲမှာသွားချတယ်မတွေ့ဘူးတောထဲမှာလည်းနှံ့နေတယ်တာတို့ဘယ်တော့ထိသွားပြီးတော့ဘလို့တွေဖြစ်ခဲ့ကြလဲပြောပါဦးဒီလိုမေးတာရှင်းပြမယ်အဖြစ်ကတော့ဒီလို ောင်နိုင်တယောက်သူ့ရဲ့ဖြစ်ပျက်တွေအလုံးကိုမိဘနှစ်ပါးမွှေမချံအကြောင်းဆုံးရှင်းပြတယ်။မိဘနှစ်ပါးနားထောင်ရှင်နဲ့ရှင်တဖြည်းဖြည်းဖြစ်နေကြတယ်။ဖယားဖယားဒါဆိုตาလဲလခေါ်သွားတာဘလူကြီးပေါ့။ဟုတ်တယ်မေသူကိုယ်တိုင်တောက်လာပြန်ပို့ပေးသွားတာဒီမှာသူတို့ပေးလိုက်တဲ့လက်ဆောင်ဝမ်းမှန်ဆွဲ။အေးပါตาရဲ့ตาလီလဲဘေးမတိရမခပဲပြန်လာပြီဆိုတော့အမေတို့လည်းစိတ်အေးပါပြီ။ ်အမေသားပင်ပန်းလာတယ်ရေရင်သွားချုပ်အောင်မယ်အေးအေးသွားပြန်လိုက်ထမင်းစားဖို့အမေပြင်ထားပေးမယ်ဒီလိုနဲ့ကြောက်ရေချိုးပြီးတော့ပြန်လာပြီးထမင်းစားတော့ပြီးတော့ပင်ပန်းနာတွေအလုံးကိုတိုးချပြီးတော့တေးတမောအိတ်တယ်အိမ်မက်ထဲမှာဖယက်တင်နဲ့ဘိုးရခောက်ကြုံပြန်တွေ့ရတယ်ဖယက်တရားကြောက်ကို ပြပြုံကြီးကြည့်ပြီးတော့ပြောလေတယ်မမကြီးလေးကိုဘာရက်သေးကျဆုတလို့မဆုံးပါဘူးကွယ် အခုဆိုရင်မြင်းလျာအရှင်လိုအညာတရာမဟုတ်တော့ဘူးဖျားပါတာနားမလဲဘူးရှင်းအောင်ပြောပါလားအေးဒီလိုကွက်ငါမြင်းလျာဆရာတဆူဖြစ်နေပြီဒီတော့တတော်တွေကိုကယ်ဆယ်ရမယ့်တာဝန်ကိုပေးရှင်တယ်ယူနိုင်တယ်မို့လားယူနိုင်ပါတယ်ပါတာတို့ကွယ်တာတို့တာတို့အချိန်ကြာရင်လူလေးဟာမဟာကန္တရီခီးကိုထွက်ရမယ့်သူ ရာမဟာကန္တကြီးခီးဟုတ်လားဗျဟုတ်တာပေါ့အရှင်တန်ရင်သူ့လို့လို့မြည်လေသွားရှင်စိတ်တွေပေါ်လာမယ်အခုတော့အဘတို့သွားမယ်ပြောပြီးတော့အဘတို့ပြောက်ွက်သွားတယ်ထိုစင်မှာသူ့နာတဲ့ခေါ်တယ်လို့လို့ဘာလို့လို့ကြားရတယ်ဟဲ့တားလေးအဲဒီကလေးအိမ်မော်ကြနေလိုက်တာဟဲ့ဟဲ့ဒီတော့မှသူလဲလက်နိုးလာတယ်ပြားမေးပါလဲ ။ဘာဖြစ်လို့လဲ။အမလေးလေးလေးအဲ့မော်ကြနေလိုက်တာအသေးကောင်တိုင်းပဲ။တတိလေးပါလေးလေးထားစမ်းပါဦး။ရွာဦးကျောင်းဖဖုံကတားနဲ့တွဲချင်လို့တဲ့။တာတင်နဲ့မှပါလိုက်တယ်။အဲ့ဒါတားလေးစော့ဖူးတွဲလိုက်ဦး။ဟုတ်ကဲ့မေ။ตาคู่ไปตั้วไล่ไปมั้ยจုတ်เลยแห่เนี่ยกำมันกระดานถ่าไปโคละตั้งเสร็จเนี่ยพี่รอยอจ้องเสียรอพยาซีกูถั่วละแค่เลยดอเด้อ ဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအလုံးကိုထူးကျေးဇူးတင်ပါတယ်ရှင်။ပါရမီရှင်ပထမအောင်နိုင်နဲ့တိုင်နန်ရှင်ကိုကတင်ချင်းဆိုတဲ့ဇလန်လေးကတော့ဒီမှာပဲတစ်ခါရက်သွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်ခန်းဆက်လေးတွေကိုလည်းမိတ်ဆွေများဆလတ်ဆောင်မြောင်းအပေးကြပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်။